စမယ်။ NUG ဘက်ကအထွေထွေထိုးစစ်ကြီးစဖို့အတွက်ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေခမားတို့လည်းကြားပြီးပြီထင်ပါတယ်။အဲဒီသတင်းတွေအောက်မှာတက်ထောက်ခံသူတွေလောင်ရည်နေကြတာတွေ့ရပြီမယ်။ကျွန်တော်မြင်နိုင်ခဲ့ဘူး။တေးသေးချာချာစဉ်းစားကြည့်ပြ။ဒရက်တွေကအစမှာစကန်လေးတစ်ခုတင်လိုက်တယ်။အမလီပြပြလေးတွေပါဘလောက်ကြာကြာတင်နိုင်မှာမို့လို့လေဆိုပြီးကျွန်တော်တို့လောင်ပြောင်ခဲ့ကြတယ် ဒီလိုနဲ့စကန်လေးတစ်ခုကနေတက်ရင်းတွေတင်းလာနိုင်တယ်ကျွန်တော်တို့တောင်ပြောင်နေကြတော့မယ်မြို့တွေရွာတွေဌာနချုပ်တွေထိတင်းပြသွားလဲတက်မတော်ထောက်ခံသူတချို့ကလောင်ပြောင်နေကြတာမရက်ဘူးအခုဆိုကြည့်ကြည့်အာဆီယံချဲမန်မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်နဲ့တရားဝင်တွေ့ဆုံမယ်ဆိုပြီးကြေညာတယ်အမေရိကကလည်းဘင်္ဂလားဒေ့ရှ်မှာ logistic hub ဆောက်ပြီး ရခိုင်နဲ့ချင်းကိုထောက်ပတ်ဖို့အတွက်ပြောလာတယ်။အဲဒီ post တွေအောက်မှာလည်းတက်ထောက်ခံသူတွေလောက်ပြောင်ကြတာပဲ။တက်ထောက်ခံသူတွေမြင်အောင်ကြည့်ကြဗျ။၄နှစ်ကျော်ကာလအတွင်းမှာတက်မတော်ကဟုတ်တီပတ်တီပြန်သိမ်းနိုင်တဲ့မြို့ဘယ်နှမြို့ရှိလို့လဲ။အဖမ်းခံလိုက်ရတဲ့တက်သားတွေမပြောနဲ့။ဘိုးချုပ်တွေကိုတောင်ပြန်ကယ်ထုတ်တာခမရတို့ကြားဘူးကြားလို့လားအာနာသိန်းတာ၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီ ဘာဘာဘာလုံးလဲစောင့်ကြည့်လိုက်အောင်မယ်ဆိုရင်တော့စီပလင်းခါမှချိန်ထားကြဖို့ပဲအကြံပြုလိုက်ချင်ပါတယ်အရှိတရားတစ်ခုကိုပြောပြမယ်တမတော်ကအလွဲတွေကိုသာထက်ခါထက်ခါကျူးလွန်ခဲ့တာကြာပြီဗျတမတော်ဘက်ကဘယ်ကစမှားတယ်လဲဆိုစစ်မှုထမ်းဥပဒေပြကလေးကစမှားတာတကယ်ဆိုရင်တမတော်ကိုထောက်ခံတဲ့ကျန်းဖွန့်ပါတီအပြင်ဦးကိုကိုကြီးပါတီကအစတော်တတ်တတ်ခိုင်ပါတီအစုံ အဲ့ဒီအထဲကအမတ်တွေဒါမှမဟုတ်အဲ့ဒီအမတ်တွေရဲ့သားတွေနဲ့သာဆိုရင်တက်မတော်အတွက်ရှေ့တန်းပိုးတဲ့အခါစိတ်ချရပါလေနောက်တစ်ခုကဘိုလ်ချုပ်တွေကအစတက်သားတွေအစုံသူတို့တွေရဲ့သားတွေကိုစစ်ပညာသင်ပေးပြီးရှေ့တန်းပိုးလိုက်တယ်ဆိုရင်ပိုလို့တော့စိတ်ချရပါလေအခုတော့ဗျာအနီဘက်ကဟာတွေကို ပေါ်တာဆွဲမဲနိုင်မိတဲ့လူပေါက်တဲ့လူတွေကိုရှေ့တန်းပို့နေမှာတော့ ဒီကောင်တွေကတက်မတော်သားတွေကိုပါစီယုံပြီးဗလက်တွေလက်ထဲခေါ်သွားကြတာပေါ့ဒီတိုင်းခေါ်သွားရင်ဘာမှမဖြစ်ပေမယ့်တက်တင်းအခြေအနေတွေကိုပါရန်သူကတိကုံတော့အခြေအနေတွေပိုဆိုးသွားတယ်နိုင်ငံတော်အတွက်ပဲဗျာဗိုလ်ချုပ်တွေရဲ့သားတွေဆိုဘဘကာချုပ်ကြီးအတွက်ပိုစိတ်ချရတယ်လို့တက်မတော်ကိုထောက်ခံတဲ့ပါတီအမတ်တွေနဲ့သူတို့သားသမီးတွေဆိုရင်လည်းတိုင်းပြည်အတွက်ပိုစိတ်ချရပါတယ်ဒါကြောင့် တမတော်ကိုထောက်ခံတဲ့ပါတီအမတ်တွေတမတော်သားတွေရဲ့သားသမီးတွေအားလုံးတက်သေးဝင်ဖို့စီရင်သွင်းကြပါတော့ဟိုဘက်ကအထွေထွေထိုးစစ်ကြီးမစတင်မီတမတော်ရဲ့အထွေထွေခံစစ်ကြီးတောက်တင်ဖို့အတွက်ခမည်းတော်အင်အားတွေလိုအပ်နေပြီဗျအဲ့ဒီလိုမှမဟုတ်ရင်2026ငားလာပိုင်းမကြော်ဘူးဘာဘကာဂျိုကြီးပြေးရတော့မယ်ဗျအော်တလက်စားတယ်ပြောလိုက်ပြစီစစ်မှုရန်ထမ်းကျင်နေပြီမယ် ဘသူမှလောင်မခေါ်လို့စိတ်ညစ်နေတဲ့ဇော်ဘုံဟင်းကိုလည်းကိုယ်တိုင်ဆင်းရင်ပေးပြီးစစ်မှုထမ်းလို့ရပြီဖြစ်ကြောင်းဒီကနေပဲသတင်းကောင်းပါလိုက်ပါရစေ။သတင်းအမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘောစီစတာ